ဟလိုမင်္ဂလာပေါင်းနဲ့ပြေဆုံးပါစေမင်္ဂလာရှိသော အခါသမယမှာအခုလိုမျိုးအဲတတေခံမှုရန်အချိန်မီပြင်ဆင်ပေးသောဘုရားရှင်ရဲ့နာမတော်ဒီကဘာဆက်ဆက်ဘုံကြီးပါစေကျွန်တော်ဥစွာပထမဘုရားသခင်ကောင်းမြတ်တဲ့အကြောင်းကိုတတေမခံခင်မှာကျွန်တော်အကြောင်းကို ကျွန်တော်နေ့တကွအနှဲငယ်ကျွန်တော်ဇာတိမိတ်ဆက်ပေးလိုပါတယ်ကျွန်တော်နာမည်ကအေးကိုလေးလို့ခေါ်ပါတယ်ကျွန်တော်ရဲ့ဇာတိကတော့ဇာတိနမောက်မကွေးခရိုင်တိကျများကူတိုင်ကြံ့ကြံ့ခိုင်တဲ့ဇာနီဘွားမိခင်ဒေါ်စုတာမဟုတ်ပါဘူးဒေါ်အောင်ချီရဲ့တာပါဟုတ်ပါတယ်ကျွန်တော်ကအညာဒေတာ ကျေးလဲတော်ရွာနမောက်ကကျွန်တော်အညာကျေးလဲတော်သားတယောက်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အညာဒေတာယဉ်ကျေးမှုဒလေးထုံးစံအရာကျွန်တော်တို့အညာဒေတာမှာမင်းမျိုးပုံနာမျိုး ရွှေထီးဆောင်မျိုးကဲပါမျိုး ကပ်ပါမျိုးဆိုပြီးတော့လူမျိုးစုကြီး၅ခုရှိပါတယ်ဒီထဲတဲက ဇာမြင့်ဖြစ်တဲ့ရွှေထီးဆောင်မျိုးထဲမှာကျွန်တော်ပါဝင်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ရွှေစင်မျိုးဆက်ကျွန်တော်ရဲ့အစဉ်လာမိဘဘိုးဘွားတွေရဲ့တလဲထုံးစံအရာကျွန်တော်ကိုငယ်စဉ်ခါတည်းကမိဘနှစ်ပါးကဖုန်ကြီးဖြစ်ဖို့သူတို့အဲကျွန်တော်အတွက်အမြဲတမ်းသူတို့ကောင်းမှုကုသိုလ်ပြုလုပ်ကြတာဖြစ်ပါတယ် အဲဒါကြောင့်မဲကျွန်တော်ခုနှစ်နှစ်အရွယ်မှာကျွန်တော်ဘုန်းကြီးကျောင်းမှာတင်မုံကြီးကစပြီးတော့တင်ကြားလေ့လာခဲ့ရပါတယ်ကျွန်တော်ကိုရင်ဝတ်တယ်ကျွန်တော်ပဇင်းမောင်တက်တယ်ကျွန်တော်စာဝါပထမငယ်ပထမကြီးပထမလက်အစရှိသဖြင့်ဓမ္မစရိယအထိပညာဗုဒ္ဓစာပေကိုစီးပူးလေ့လာခဲ့တော်သူလည်းဖြစ်ပါတယ် ကျွန်တော်ရဲ့အသက်တာမှာဗုဒ္ဓဘာသာနယ်ပယ်ထဲမှာကြီးပြင်းရပြီးဗုဒ္ဓစာပေနဲ့အချိန်ကုန်ခဲ့ပြီးတနေ့တော့ခါကြတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာထိုးတွေဆန်းပြားစွာယောဂဇန်တစ်ခုအသားခန္ဓာကိုယ်အရေပြားမှာရားတဲ့ယောဂကျွန်တော်ဖြစ်ပါတယ်ကျွန်တော်အဲ့ဒီအချိန်မှာ ဒီလိုယောဂဖြစ်တဲ့အခါမှာအနောက်တိုင်းအရှေ့တိုင်းဆေးအမျိုးမျိုးနဲ့ကျွန်တော်ကုသခဲ့တော်လေကျွန်တော်ယောဂမပြောက်မတက်တာခဲ့ပါဘူးဒါနဲ့ပဲကျွန်တော်တို့ရဲ့ဓလေထုံးစံအရာကျွန်တော်ဘေးနေမေးတဲ့အခါမှာရရားချေခိုင်းပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဒီဘုံကြီးဘဝကိုဆွန့်လွတ်ပြီးတော့ဘုံကြီးထွက်ခိုင်းပြီးလူဝိလဲပြီးတော့ အဲရေရာခြေလိုက်လို့ရှိရင်ဒီယောဂပြောင်းမယ်လို့ဗေဒင်ဆရာက ပြောတဲ့အတွက်အဲနောက်မှပဲမိဘတွေကပြန်ပြီးတော့အဲဝတ်မယ်ဒီယောဂပြောင်းရင် ပြီးရောဆိုသဘောတူညီတဲ့ကျွန်တော်လူဝတ်လဲလိုက်တယ်ဒီချိန်မှာကျွန်တော်ဦးဇင်ဝင်းဘဝမှာတဲ့ကစေပညာကိုလေ့လာလိုက်စားပြီးအဘိဓမ္မာတောင်းတာတိုင်းရင်းမြန်မာရှိကျွန်တော်တို့ဒီ တော်လန်ရေးကောင်စီခေတ်နိုင်ငံတော်အစိုးရပါအားပေးကူညီခဲ့တဲ့အတွက်ကြောင့်ကျွန်တော်အဘိဓမ္မာတောင်းတာမှာဆေးပညာကိုအဲကျမ်းမာရေးမှူးတာဝန်နဲ့ကျွန်တော်ဘောလေတိုက်နယ်ဆေးရုံကိုကျွန်တော်ရောက်ခဲ့ပါအဲ့ဒီအချိန်ကျွန်တော်ရောက်တဲ့အခါမှာကျွန်တော်ရှီကိုဒီခရိယံကြီးကိုတယောက်ရောက်လာပါတ ဒီညီကိုရောက်လာပြီတဲ့အခါမှာတော့သူကနေပြီးတော့ကျွန်တော်ကိုမိတ်ဆက်တယ်အဲသူဖျားသခင်အကြောင်းကိုပြောပြဒီလိုပြောတဲ့အခါမှာကျွန်တော်လက်ခံနေခြင်းမရှိပါဘူးဒါမဲ့ကျွန်တော်တို့ရဲ့မြန်မာလူမျိုးဗုဒ္ဓဘာသာယဉ်ကျေးမှုဓလေ့ထုံးစံအရာဧည့်သည်လာရင်စံမကုန်ဒီနေဆိုတဲ့စကားအရာဧည့်သည်ဝုကိုခြေပြွန်တာနဲ့ဒီမိတ်ဆွေကြီးအကိုကိုကျွန်တော်လက်ခံခဲ့ပါတယ် အဲသူပြောနေတဲ့အင်္ဂလိပ်စကားအဲခရစ်တော်ယေရှုကျွန်တော်စိတ်မဝင်စားဘူးနားလည်းမလည်ဘူးလက်လည်းမခံခဲ့ပါဘူးတော့တယ်သူ့ကိုအဲဝေါ်ကျင်ပြစွာလက်ခံတဲ့အခါမှာကျွန်တော်ရှိမှာတလားလောက်ကြာတဲ့အခါကျတော့သူလူခုနှစ်ယောက်လောက်ကိုလက်ခံယုံကြည်ပြောင်းလဲပြီးသူ့နောက်ကိုလိုက်ပါကျွန်တော်လည်းအံ့ဩစွာနဲ့ဒီလူတွေဘာဖြစ်တာလဲလို့အထင်သေးခဲ့ပါတယ် ကဲ့ရဲ့လောင်မြောင်ခဲ့ပါတယ်ဒီဆရာနဲ့လည်းတွေးတိုင်းတွေးတိုင်းဘာသာရေးနဲ့ပတ်သက်တဲ့ထိုးနှက်ချက်တွေအပြုလုပ်ခဲ့တယ်အထူးသဖြင့်တော့ဒီလိုဘာသာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြဲတမ်းရှင်ပြိုင်ပြောဆိုခဲ့ပါတယ်ဒီချိန်မှလည်းပဲသူကကျွန်တော်ကိုအဲအရှုံးပေးပါတယ်တီးခတ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ဘက်ကိုပြောလိုက်တာနဲ့ အကျွန်တော်ကသီးမခံဘူးခွင့်မလုပ်ဘူးဒီမှာနေကျွန်တော်တို့လောကနီတိစာပေထဲမှာရှိတဲ့သီးကံရင်ခွင့်လို့ချင်းအရှုံးပေးခြင်းဟာ အနိုင်ရသောသူ ဖြစ်တယ်လို့ဗုဒ္ဓစာပေရဲ့လောကနီတိစာပေမှာပြောကြားထားတဲ့စကားအရာကျွန်တော်ရှုံးနေတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကိုကျွန်တော်ရှုံးလို့ရှုံးမှန်းမသိခဲ့ပါဘူးကျွန်တော်ကနေ့ကအကြောင်းအရာကိုပြန်ပြီးအနည်းငယ်လေးပြောရမယ်ဆိုရင တကယ်ပဲအံ့ဩဖွယ်ရာကျွန်တော်လူဝိပြောင်းလိုက်တဲ့အခါမှာကျွန်တော်ရဲ့ဒီယောဂတွေကရားတဲ့ယောဂတွေပျောက်ဆုံးသွားတဲ့အတွက်ကြောင့်ကျွန်တော်လည်းအပြန်ပြီးတော့ဘုံကြီးဝင်းမဖြစ်ဘဲနဲ့ဒီဆေးပညာကိုပဲဝါသနာပါတဲ့အတိုင်းအကျွန်တော်ဒီအဲတိုင်းရင်းမြန်မာကျမ်းမာရေးမူတာဝန်နဲ့ကျွန်တော်ဆက်လက်ပြီးတော့လူဝိဘဝမှာမယ်နေခဲ့တာဖြစ်ပါဒီပုံကောက ကျွန်တော်တည်းငလဲငယ်တယ်ဒါပေမဲ့အတူနဲ့ကျွန်တော်နဲ့အမြဲတမ်းဝါဒရှင်ပြန်ပြောဆိုပြီးဘာသာရေးတရားအရာအနိုင်ပြောတော်လဲအကျွန်တော်ပေါ်မှာတီးခံခွင့်လို့ပြီးအရှုံးပေးခဲ့အဲ့တော့ကျွန်တော်ကရှုံးတယ်ကျွန်တော်ကကျွန်တော်နိုင်တယ်ထင်ပေမဲ့ဒီချိန်တည်းကဒီဆရာကိုကျွန်တော်ရှုံးနေခဲ့တာဖြစ်ပါကျွန်တော်ရှုံးလို့ရှုံးမှန်းလည်းမသိခဲ့ပါဘူးဒါနဲ့ပဲတနေ့ကြတော့ ကျွန်တော်ကိုသူဘာပြောလဲလို့ဆိုတော့ကျွန်တော်စကားအရာတော့နိုင်အောင်ပြောလို့ရမှန်မဟုတ်ဘူးတဲ့ဒါပေမဲ့ခမားတို့ဖုန်ကြီးလူတွေကျွန်တော်တို့ဒီအခုဆိုရင်ပါစရာဖြစ်သွားပြီကျွန်တော်တို့ဒီမှော်ပြီးလေဟာပြင်တရားပွဲမှာလာရောက်ပြီးတရားဟောမဲ့ဖုန်ကြီးလူတွေဥက္ကန်ထူးဆိုတဲ့လူရှိတယ်တဲ့ အဲ့ဒီကိုလိုက်ပြီးတော့နားထောင်ရင်းနဲ့သူနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းနဲ့စကားပြောကြည့်ပါဆိုတဲ့အခါဒီလူဘာအယူထားတာလဲဘာလို့ဗုဒ္ဓဘာသာတယောက်ကနေပြီးတော့ခရစ်ယာန်ဘာသာကိုကူးပြောင်းသွားတာလဲတနည်းအားဖြင့်တော့ဗုဒ္ဓဘာသာအဲပု္ပ္ပစာတထောင်ထဲကမိလိန်နာနဲ့အရှင်နာဂသိန်းအမေးဖြေပု္ပ္ပစာတထောင်ထဲကမေခွန်းနေနဲ့သူ့ကိုဗုဒ္ဓဘာသာတွေကိုပြန်ရောက်အောင်ကျွန်တော်ခေါ်ယူဖို့အတွက် အဲကျွန်တော်သဘောတူပြီးလိုက်သွားတာဖြစ်ပါတယ်ကျွန်တော်လမ်းမှာနေကားအက်ဆီဒင့်ဖြစ်တယ်ကားတိုက်ခံရတယ်မှော်ပြီးဆေးရုံကနေပြီးတော့ကျွန်တော်ရန်ကုန်ဆေးရုံကြီးရောက်သွားတယ်ကျွန်တော်ခေါင်းကွဲတဲ့ဒဏ်ရာနဲ့ကျွန်တော်၃ရက်လုံးလုံးတတိမိတ်မျောနေတဲ့အချိန်မှာကျွန်တော်ဒီအကြောင်းလေးကိုကျွန်တော်တက်သိခံခြင်းပါတယ်ကျွန်တော်အရေးကြီးတယ်လို့လည်းခံယူပါတယ်ကျွန်တော်ပြောပြခြင်းပါတယ်ကျွန်တော်ဘယ်လောက်ထိ ပြောခဲ့ဘူးလဲဆိုလို့ရှိရင် အဲ့ဒီဆရာကိုခမားတို့ဖရာကလန်းတရေဖရာလို့အင်္ဂလိပ်ဖရာ အသေးဆိုးဖရာဖြစ်တယ်အများရန်နောက်ပြောင်နှောင်ပြောင်ပြီးကျွန်တော်ကျွန်တော်ခံစားချက်ကျွန်တော်မြင်တဲ့အတိုင်းပဲသူ့ကိုဆွဆွဲပြောဆိုခဲ့တာဖြစ်တယ်အဲ့ဒီ၃ရက်လုံးလုံးကျွန်တော်မျောနေတဲ့အချိန်မှာတော့ဒီပုဂ္ဂိုလ်ကကျွန်တော်ကိုစူပါမင်းလို့ခေါ်သွားပြီးတော့ကောင်းကင်နိုင်ငံကိုရောက်တဲ့အခါမှာ အိမ်ကြီးတစ်လုံးတည်းကိုဆွဲခေါ်သွားပြီးအိမ်ကြီးတည်းကိုရောက်တဲ့အခါဟာဆရာကြီးဒီအိမ်ကြီးကအရန်ကောင်းတာပဲကျွန်တော်နေကျင်လိုက်တာကျွန်တော်ကိုပေးမလားဆိုတော့ဒါမင်းနေရမယ့်အိမ်ဖြစ်တယ်တဲ့ဒါကြောင့်ခေါ်လာတာဖြစ်တယ်တဲ့မင်းပြောပြောနေတဲ့လန်တရေဖရာအင်္ဂလိပ်ဖရာအသေးဆိုးဖရာဆိုတာလေငါပဲလို့ပြောတယ်ကျွန်တော်အရန်အံ့ဩသွားတာဖြစ်တယ်ဒါကြောင့် ဒီပြောလိုက်တဲ့စကားပေါ်မှာအကြောင်းပြုပြီးတော့ကျွန်တော်ဘာမှမပြောပဲတိတ်ဆိတ်ညင်သက်စွာနေရင်းနဲ့သူဘာဆက်ပြီးကျွန်တော်ကို ပြောလဲဆိုတော့အခုလောလောဆယ်တော့ဒီအိမ်ထဲမှာမင်းကိုထားလို့မရဘူးတဲ့မြေပြင်ကိုပြန်ပို့ရမယ်တဲ့မြေကြီးပေါ်ရောက်တဲ့အခါမှာငါဤသားသမီးပေါင်းများစွာနဲ့တွေ့ကြွင်ပေးမယ်ငါရဲ့ကျေးဇူးတရားကိုနားလဲတဲ့သူတိုင်းမင်းကိုပြန်ပြီးကူညီလိမ့်မယ်ဆိုပြီးတော့အိမ်ထဲကခေါ်သွားပြီးစူပါမင်းကိုကျွန်တော်ကိုခြိပွေပြီး မြေကြီးကိုချလိုက်တဲ့အခါမှာတော့ကျွန်တော်ဒီပုပ်ကိုကိုအကျွင်းမဲ့နှလုံးသားထဲမှာချစ်ချင်းမြတ်တာနဲ့ယုံကြည်လက်ခံလိုက်တာဖြစ်ပါတယ်ကျွန်တော်ဘာပြောကျင်လဲဆိုတော့ကျွန်တော်ဖုန်ကြီးလူတွေတယောက်ပါဗုဒ္ဓစာပေတွေလည်းကျွန်တော်အများကြီးတင်ကြားခဲ့ပါတယ်ကျွန်တော်ဘာသာတရားမကောင်းလို့ဘာသာတရားတစ်ခုကိုပြောင်းတာမဟုတ်ပါဘူးဖျားမကောင်းလို့ ဖျားတစ်ခုကိုပြောင်းတဲ့အထင်းလဲကျွန်တော်မပေါ့ကျွန်တော်ကိုယင်းဒီကျွမ်းဝင်တကယ်ပဲတငယ်ချင်းမိတ်ဆွေလိုပေါင်းတင်ဆက်ဆံရုံမကနှစ်သိမ့်အားပေးပြီးတော့သူ့ကိုယုံကြည်မှုအပြည့်ရှိတဲ့အတွက်ကြောင့်ခရစ်တော်ဆိုတဲ့ယေရှုဖျားကိုကျွန်တော်လက်ခံယုံကြည်ပြောင်းလဲလိုက်တာဖြစ်ပါဒါကျွန်တော်ရဲ့အဓိကပြောင်းလဲမှုတစ်ခုဖြစ်ပါတယ် ဒီနေရာမှာကျွန်တော်ဘာပြောခြင်းလဲလို့ဆိုတော့ကျွန်တော်စာဝါသင်ကြားတဲ့အခါမှာလေဒီဆရာတော်ကြီးကဘာမင်းကြဘူးလဲလို့ဆိုတော့ရှေ့ကထုံးစံလမ်းမမှန်အာတံမလိုက်နဲ့กว่าတဲ့ထုံးတဲ့အကြောင်းကောင်းမကောင်းလမ်းကြောင်းပြောင်းလေ့လာကြည့်အောင်ခေးဆိုတဲ့ဩဝါဒစကားကိုလည်းကျွန်တော်ကြားရအောင်မိတာဖြစ်ပါဒါကြောင့်ဘာသာတစ်ခုရဲ့ဒလိထုံးစံယဉ်ကျေးမှု တနည်းအားဖြင့်ထိုဖျားရဲ့ချစ်ချင်းမေတ္တာဖျားစစ်ဟုတ်မဟုတ်အထူးသဖြင့်ကျွန်တော်လေ့လာသုံးသပ်ဖို့အတွက်တို့ရဲ့တမာကျမ်းစာကိုကျွန်တော်အခောက်ခောက်အခါခါဖတ်ပါဒီထဲမှာကျွန်တော်ဖတ်လေနားလည်လေသဘောပေါက်လေကျွန်တော်ယုံကြည်မှုတွေပို့ပြီးတော့များပြားနေပဲဖြစ်ပါဥပမာအားဖြင့်ကျွန်တော်တို့ စုံတော့ကတ်တဲ့အခါမှာကျွန်တော်ကိုယ်တိုင်အမြဲတမ်းတီဆိုခဲ့ဘူးတဲ့ရွတ်ဖတ်ပဲခဲ့ဘူးတဲ့အရဟတာရိနဝဂုနေဟိအရဟံအစာရှိသော ကိုပါသောဂုံတော်တို့နှင့်တမဏံကတံပြည့်စုံတော်မူသောနာထံလူနတ်တို့၏ကိုယ်ွယ်အားဖြစ်တော်မူသောဗုဒ္ဓံတတ်တော်ထင်ရှားတပ်ပေညုမြတ်စွာဘုရားသည်ကိလေသာမံဒေဝမုဒ္ဒမံခန္ဓာမံ မြေစုမှန်အဘိသင်္ခါရမှန်မန်၅ပါးကိုအောင်မြင်တော်မူသောကြောင့်ဤခဲပွဲဘောဇဉ်အဟာရတို့ကိုလှူဒန်းပါ၏ဆိုတာကိုကျွန်တော်ပြန်ပြီးတော့တတိထားမိတာဖြစ်ပါတယ်ကျွန်တော်ဘာဆိုလို့ခြင်းလဲဆိုတော့ဒီဆုံးတော်ကတ်တဲ့အထဲကဖယားရှင်ဖယားသခင်ဆိုတာတဲ့မန်၅ပါးအောင်ရမယ်တဲ့ဒါကြောင့်ကျွန်တော်ဒီနေရာမှာ ကဘာပေါ်မှာရှိတဲ့ဘာသာတရားများဖျားသခင်တွေဟာမန်ငါးပါအောင်မအောင်ကျွန်တော်ပါကျွန်တော်လိလသုံးသက်ကြည့်ပါတယ်ဒါကျွန်တော်ရဲ့အဖြေပဲဖြစ်ပါတယ်အဲ့တော့သခင်ခရစ်တော်ယေရှုဖျားဟာကိလေသာမန်မအောင်သလားအောင်သလားဆိုတာရှင်းပါတယ်အပြုံမဘိုက်မေတော်မာရီရဲ့ဘိုက်ထဲကနေပြီးတော့ ကိလေသာမရောရှက်ဖဲနဲ့မွေးဖွားခဲ့တဲ့သူတယောက်ဖြစ်ပါကျွန်တော်ဒီတလောက်ကဘာပေါ်မှာဘာသာပေါင်း3000ကျော်လောက်ရှိတယ်ကျွန်တော်တို့တဘောင်မှလည်းရှိတယ်ဒီလူပြိုဖျားမရှိဘူးတဲ့ဘော်ဒီငုတ်တုံညောင်းထိုးတို့လူပြိုဖျားမရှိညာလဲနောင်မွင့်မီဖျားသည်အပြိုကညာပါမှဖွာတန့်စင်တယ် လက်တော်မှာတန်ကြရာနဲ့လက်တအုပ်စာအနာအားဖြင့်ပရိနိဗ္ဗာန်ဆံမယ်ထိုဘုရားသည်ထာဝရဘုရားဖြစ်တယ်ချက်တော်ညီကိုမောင်နှမများဒီမှာဗုဒ္ဓဘာသာညီကိုမောင်နှမများလည်းပါမယ်လို့ကျွန်တော်ခံယူပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီဗုဒ္ဓဘာသာစာဝေကိုဝိနေဆရာဂျန်ထဲမှာဗုဒ္ဓကအင်မတန်ချစ်စရာကောင်းပြီးတစ္ဆာစကားကို ပြောတယ်ဆိုပြီးဗုဒ္ဓကိုလည်းကျွန်တော်လေးစားတာဖြစ်ပါဒီဗုဒ္ဓ ဂေါရမကဘောဓိငုတ်တော်ညောင်ထိုးတို့လူပြိုဖရာမရှိညာငါရှိရပွင့်တဲ့ဖရာနေလေလူပြိုမရှိဘူးငါလည်းလူပြိုမဟုတ်ပါဘူးတဲ့ငါမှသားလေးရာဟုလာရှိပါတယ်တဲ့ဒါပေမဲ့ထူးဆန်းနေဤတဲ့ငါရဲ့နောက်ွယ်မှာပွင့်လာမဲ့ဖရာကတော့လူပြိုဖရာတဲ့ဘလောက်တိတိကြကြဗုဒ္ဓကရှင်းပြနေဆိုရင် ဘောဒီငုတ်တုံညောင်းထိုးထိုးလူပြိုဖျားမရှိ냐လဲနောင်ပွင့်မီဖျားသည်အပြိုတဲ့အားလုံးကျွန်တော်တို့သိပါတယ်။ယောက်ျားမယူရင်အပြိုး80 80, 80ပဲဖြစ်ပါစီ။ကညာဒီစကားကတော့ပါဠိစကားဖြစ်ပြီး78 79 20အရွယ်ကိုကညာလို့ခေါ်ပါတယ်။အသက်20ကျော်ရင်ဟိုင်းသွားပြီလို့ကျွန်တော်တို့ဗမာစကားရှိပါ။ဒါကြောင့်ဗုဒ္ဓကအဲ့ဒီလိုအင်မတန်မှလှသွေးကြွယ်နေတဲ့78 79နှစ် 20အရွယ်တည်းကအမျိုးသမီးတဲ့အထူးကျဲစရာကောင်းတဲ့ပါဠိစကားတစ်လုံးကတော့အပြိုကညာပါဆိုတဲ့စကားပဲဖြစ်တယ်ပါဆိုတာကဘလောက်ထိဒီအမျိုးသမီးဟာတန်ရှင်းလဲဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကိုယင်အဖိုးတောင်းမနာဘူးတဲ့တန်ရှင်းခြင်းနဲ့ပြည့်စုံတဲ့အမျိုးသမီးကမွေးဖွားမယ်တဲ့ဒါကြောင့်ကျွန်တော်တမန်ကျမ်းစာရဲ့ ခရင်ဝင်လေးချမ်းကိုဖတ်တဲ့အခါမှာတိတ်တိတ်ကြကြတစောင်ရင်းတိုင်းမှာဒီတန်ရှင်းနဲ့မွေးဖွားခြင်းကိလေသာမှန်အောင်မြင်ခြင်းကိုတွေ့ရတာဖြစ်တယ်။ဒေဝပုဒ္ဒမန်နတ်ဆိုးတွေကိုနှိမ်နှင်းနိုင်တာဖရားတွေတော်တော်များများလည်းအောင်မြင်ကြပါတယ်။ကိလေသာမှန်ဒေဝပုဒ္ဒမန်ခန္ဓာမှန်ဒီနေရာမှာတော့တခုပြောပြစီ ခန္ဓာမှာအောင်တယ်ဆိုတာခန္ဓာကိုယ်ကြီးဟာကျွန်တော်တို့လောကမြေပြင်မှာမရှိရပါဘူးတနည်းအားဖြင့်ခန္ဓာကိုယ်မှာရှိတဲ့အဲကျွန်တော်တို့ခြည်တဲ့လက်တဲ့ဓာတ်တော်အံတော်ဒါကြောင့်ခရစ်တော်ယေရှုဖီးယားရဲ့ကဘာပေါ်မှာသွားတော်အံတော်စံတော်ဓာတ်တော်ဒီကိုယ်ွယ်ပူဇော်ဌာပနာထားတာဒီနေ့ချိန်ဒီကဘာပေါ်မှာမရှိတာဖြစ်ပါ 大家我们写来那些人都感恩来安哦，路旁边说也行嘛。各地变味了，感恩去过变得多了，起码都要看那个哈，八座路牌撇吧。大家看那个吗？给了大门、电话报大门，看那吗？看那吗？后面那树上的对条了牌吧。给了大门、电话报大门，看那吗？民宿。 ဒါဟာလည်းဗုဒ္ဓဘာသာစာပေရဲ့ပါဠိစကားပဲဖြစ်ပါမြေစုတကနပံမြေစုဆိုတာအသက်ဖြစ်ပါတယ်အသက်မတရားဘူးတဲ့ကျွန်တော်ကြားဘူးလားတော့ဒီနေ့ချိန်ဒီခရစ်စမတ်ပွဲတွေကျင်းပပြီးအသက်မတည်တဲ့ဖခင်လို့ဒီနေ့ယုံကြည်သူတွေနဲ့ကဘာပေါ်မှာချိန်ညာပြီးခရစ်စမတ်ပွဲတွေကျင်းပနေနိုင်တာတော့ခရစ်တော်ယေရှုဖခင်ပဲဖြစ်ပါအခက်ဆုံးကတော့အဲ့ဒီမှာအဘိသင်္ခါရမန်း သင်္ခါရကနေပြီးတော့အစင်သာဝေယကိုကူးပြောင်းပေးနိုင်တဲ့တကောအဋ္ဌိပတ်ရှိရမှာဖြစ်ပါတယ်။ဒါကြောင့်သူ့ကိုယုံကြည်သောသူတွေဟာဒီနေ့ယုံကြည်သူတွေအားလုံးကတည်လွန်ပြီးတဲ့အခါမှာခရစ်တော်လိုပဲရှင်ပြန်ထမြောက်ပြီးတော့အသက်ပြန်ရှင်ပြီးတော့ကျွန်တော်တို့ကောင်းငယ်မှာသာဝေယအယူပအရာနဲ့ယူပအရာအဖြစ်နဲ့တန်ရှင်ခြင်းလက္ခဏာပြည့်စုံစွာနဲ့ ျွန်တော်တို့ဘုရားသခင်နဲ့အတူရှိနေမယ်ဆိုတာကိုယုံကြည်တာဖြစ်ပါတယ်။ဒါဟာအဘိသင်္ခါရမန်ကို အောင်မြင်သောသူသားရင်းလုံနိုင်တာဖြစ်ပါတယ်။အဓိကကတော့ကျွန်တော်ရဲ့အတ္တတာမှာခရစ်တော်ကိုဘာကြောင့်ယုံတယ်လဲ။ခရစ်တော်ဟာဘုရားသခင် ဟုတ်သလား။ဘုရားရှင်မှန်သလား။မိတ်ဆွေများကျွန်တော်ရဲ့ခံစားချက်အတိုင်းပြောပြစီ နားရှိတော်သူကြားပါစေအသိဉာဏ်နဲ့ဆင်ញင်ရင်မြင်နိုင်သောအရာတွေဖြစ်ပါဒါကြောင့်ခရစ်တော်ကဖျားစင်စစ်ဧကံဖြစ်ပါတယ်နေဆဗုဒ္ဓမေတ္တရဏအဉ္ဉာဏ်တ္တိလို့ကျွန်တော်တို့ရှိသလိုဒီနေ့ဗုဒ္ဓမေတ္တရဏအဉ္ဉာဏ်တ္တိစစ်မှန်သောဖျားမတပါအခြားကိုးပွဲရာမရှိဘူးလို့ကျွန်တော်တို့ဆိုပြီး ဲ့ဒီပါဠိစကားရဲ့အဓိပ္ပာယ်ဟာသခင်ယေရှုကို ပြောနေခြင်းဖြစ်ပါတယ်။နောက်တခါကျွန်တော်တို့မဟာသမရမင်းတပေါင်းဖျားကျွန်တော်ငယ်ငယ်ကနားမလည်ခဲ့ပါဘူးကျွန်တော်အိမ်ကြီးသားမှာဘာကြီးတောင်းဆိုတာရှိတယ်။ဘာကြီးတောင်းကသူ့သားတွေကိုခေါ်ပြီးဘာပြောလဲဆိုတော့ငါသားတို့တဲ့မင်းတို့အသက်ရှင်စဉ်ကာလမှာတပေါင်းဖျားကိုတွေ့အောင်ရှာအဘကတော့ ကွယ်လွန်သွားပြီတဲ့အဘရဲ့အတ္တတာမှာတော့မတွေ့နိုင်တော့ဘူးတဲ့အတ္တလက်ကြီးပြီတဲ့မင်းတို့အတ္တရွယ်မှာတော့တွေ့အောင်ရှာပါတပေါင်းဖျားကို တွေ့အောင်ရှာပါထိုဖျားဟာကတင်ရှင်ဖြစ်တယ်တဲ့အဲ့ဒီဖျားကိုအရိမရိယလို့လဲခေါ်တယ်တဲ့မေတ္တာရှင်ဖျားကတင်ရှင်ဖျားထိုဖျားကမင်းတို့ကိုကတင်နေမယ်လို့ပြောပါတယ် ဲ့ဒီသူသားလေးကိုမားနေတဲ့ဘာကြီးတောင်းရဲ့စကားကိုဒီနေ့ကျွန်တော်ပြန်လည်ကြားရအောင်ပြီးတော့ဘာကြီးတောင်းရှာခိုင်းတဲ့ဖေဟာဟာယေရှုဘုရားပါလားဆိုတာသူသားနေတွေ့လားမတွေ့လားတော့မသိဘူးကျွန်တော်ကတော့တွေ့တဲ့အတွက်ထိုဘာကြီးတောင်းကိုယေရှုတင်တာဖြစ်ပါမမရဲရက်သက်ချာငါတင်တင်သောငါကြောင့်စားကြံသောငါကိုဖျားကယ်မယ်လို့ကျွန်တော်တို့ဗမာလူမျိုးတွေရဲ့ဗဇက်ဖျားမှာရေပန်းစားပြီးလူတိုင်းပြောဆိုနေကြတော့လေ ကံကံဤအကျိုးကိုယုံကြည်ပါရဲ့နဲ့ဘာကြောင့်ဒီတပောင်က ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ကြားထဲမှာဒီနေ့ချိန်ထိရှင်သန်နေတာလေရက်တဲ့ကြားငါတင် တင်တော့ငါကြောင်စာကြံတော့ငါကိုဖျားကဲ့မယ်ဒါဟာကဲတင်ရှင် ရှိတယ်ဆိုတဲ့သဘောဖြစ်ပါစပယ်တဲ့လေးယုံတငုံသာကြံပါသေးသည်ပန်းရှင်သူညိုနှဲ့နှောင်းရဲ့ခေါင်းဖီးခဲ့လေးလို့ပြောထားပါအတိဘယ်ကတော့ ကောက်ကတန်ကုံဂေါနာကုံဂေါရမနောက်ဆုံးအရိမရိယဆိုတဲ့မေတ္တာရှင်ကဲတင်ရှင်ဖရာဟာ လာလိမ့်မယ်ကျွန်တော်တို့ဗမာလူမျိုးဒီလည်းပဲဒီဖရာကိုမငင်းပယ်ပါဘူးမေတ္တာရှင်ဖရာကဲတင်ရှင်ဖရာထိုဖရာဟာခရစ်တော်ယေရှုဖရာဖြစ်တယ်ဆိုတာကိုအဲကျွန်တော်ကိုခေါင်းကွဲစီပြီး သတိမဲ့စေပြီးဒဏ်ရာတန်ချက်တွေကျွန်တော်ရခဲ့တော့လဲကျွန်တော်ကိုဖိအားတွေတနည်းအားဖြင့်လောကအရာတွေကိုစွန့်လွတ်ဖို့မာမနာမိမိရဲ့အတ္တမိမိရဲ့အတ္တတာကို ပြောင်းလဲဖို့အတွက်ဘုရားသခင်ရဲ့ပေးဆမှုအရာကျွန်တော်ခံခဲ့ရတယ်ဆိုတာကိုအခုချိန်မှာကောင်းကောင်းနားလဲသဘောပေါက်တဲ့အခါကျွန်တော်ဖိရက်ကိုကျွန်တော်အင်မတန်မှဂုံယူဝင်ကြွားစွာ ပြန်လည်ပြီးတက်တည်ခံရင်ဖြစ်ပါတယ်အကျွန်တော်မိမတယောက်ကိုခရိယံအမျိုးသမီးတယောက်ကိုယူလို့ခရိယံတယောက်ဖြစ်တာမဟုတ်ပါဘူးဖခင်เจ้าနေကိုရောက်ဘူးလို့ခရိယံနေနဲ့တွဲဘူးလို့ကျွန်တော်ခရိယံတယောက်ဖြစ်လာတာလည်းမဟုတ်ပါဘူးခရိယံမိတ်ဆွေတယောက်အင်္ဂလိပ်ဆရာတယောက်ကိုအဲ့တဲ့အဖြစ်နဲ့ခေါ်ယူပြီးကျွန်တော်အဝတ်ပြုခြင်းနဲ့အဲ့ဒီခရီးစဉ်မှာကျွန်တော်တို့မိတ်ဆွေကျွန်တော်တို့ဘုန်းကြီးလူတွေ ကျွန်တော်တို့ဗမာလူမျိုးအတုရှိကိုကျွန်တော်ဗုဒ္ဓဘာသာနယ်ပယ်တဲကိုပြန်လဲရောက်ဖို့အတွက်ခေါ်ယူဖို့တွားခြင်းနဲ့ကျွန်တော်ပါချိုးဖက်ခံတနည်းအားဖြင့်ဘုရားသခင်နောက်လိုက်ဖို့အတွက်အကျွန်တော်ဒီလိုဖြစ်ရတယ်ဆိုတာကို ဖြစ်တဲ့အချိန်မှာကျွန်တော်နားမလည်ခဲ့ပြီမဲ့ဒီအချိန်မှာတော့ကျွန်တော်ကောင်းကောင်းနားလည်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်လုံးကဆိုရင် ကျွန်တော်ကိုလူတွေဘာပြောလဲလို့ဆိုလို့ရှိရင်ဖြစ်တော်နေသေးတယ် အဲအခုဖြစ်ပြင်းတော့ဒုက္ခရောက်ပြီလင်မယားရင်တွေကွဲသွားမယ်အိမ်နေမီးလောင်မယ်အမျိုးမျိုးဖုံဖုံတွေပြောပါတယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့လင်မယားချင်းမကွဲတဲ့အပြင်ဇနီးတယ်လဲခရစ်တော်ကိုလက်ခံယုံကြည်ပြီးကျွန်တော်တို့မြမမိမာရှိတဲ့နေစုံနေပြားတော်၎င်းပညာရေးမှာချိုးတက်တဲ့ကလေးများတော်၎င်းမိဘမဲ့ နေတဲ့ကလေးများကိုတော့လကောင်းပြုစုပြိုးထောင်နိုင်ဖို့အတွက်ဖရာသခင်တာဝန်ပေးခြင်းဖြစ်တဲ့အတွက်ကြောင့်မိသားစုတင်မကပဲဒီနေ့သူငယ်တန်းကနေ10တန်းအထိအယောက်40နဲ့2ယောက်ကိုပြုစုဆောက်ရှောက်ကျွေးမွေးနိုင်တဲ့မိဘမဲ့ကလေးလုပ်ငန်းမြေတားမွန်မိဘမဲ့ဂီယာဆိုပြီးတော့ကျွန်တော်တို့ပြည်ထရေးဝန်ကြီးဌာနကပါခွင့်ပြုရရနေတဲ့တရားဝင်အောက်ကံမြို့မှာဒီကလေးတွေကိုပြုစုဆောက်ရှောက်ကျွေးမွေးနိုင်ခြင်းဟာ ကျွန်တော်တို့ရဲ့ကြိုးစားမှုကျွန်တော်တို့ရဲ့အတတ်ပညာအကျွန်တော်တို့ရဲ့အစွမ်းစာမဟုတ်ပဲဘုရားရှင်ရဲ့ကျေးဇူးတော်တက်တက်ဖြစ်တယ်ဆိုတာကိုဒီမှာပြန်ပြီးတော့ကျွန်တော်တက်တည်ခံဝင်ငားခြင်းဖြစ်ပါတယ်။ဒါကြောင့်ချစ်တော်ညီကိုမောင်နှမများအမားနဲ့အမှန်အတုနဲ့အစ်စ်အမှန်တရားနဲ့တမာတရားကိုခွဲခြားပိုင်းခြားနားလည်ပြီးတော့ဒီကနေ့လူတွေ ဟာလောကပြဿနာအရေးကိစ္စတွေကိုပဲဖြေရှင်းနေကြပြီးတမလွန်ဘဝအတွက်စဉ်းစားနေတဲ့လူတွေအားနေတယ်လို့ကျွန်တော်ခံယူပါတယ်မြင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့တမလွန်မှာစိတ်ချပြီးတော့အာမခံချက်ရှိတဲ့ဝင်လေးဝင်ပင်မန်းတော်သူအပေါင်းတို့ငတ်ထန်တို့လာတော့ငါဒီချမ်းသာခြင်းကိုပေးမယ်။ငါ့ကိုယုံကြည်ရင်သင်တို့ယုံကြည်တဲ့အတိုင်း ေလွန်တော်လဲရှင်လိမ့်မယ်ဆိုတဲ့ခရစ်တော်ရဲ့ဒီနေ့မဟာကရုဏာမေတ္တာတရားသူ့ရဲ့စကားအားဖြင့်ယုံကြည်မှုကိုအခြေခံပြီးလူတိုင်းအတ္တတာမှာပြောင်းလဲနိုင်ပါစေလို့ဆန္ဒပြုရင်းကျွန်တော်ရဲ့တတိကံချက်ကိုပြန်လဲဝင်ငှတင်ပြပါမယ်။ကြားနာသူတယောက်စီတိုင်းအတ္တတခံ စစ်မှန်သောဖရာရှင်ရဲ့မေတ္တာရေးအောက်မှာခိုလုံရဲ့လူရဲ့ကြိုးစားမှုနဲ့မဟုတ်ဘဲနဲ့ယုံကြည်ခြင်းဖြင့်ဖရာသခင်ရဲ့နိုင်ငံတော်ဘဝအတ္တတာကိုကူးပြောင်းနိုင်ပါစေလို့မွန်မြတ်သောစိတ်ထားနဲ့ဆုတောင်းရင်းဤကုန်ချုပ်ပါတယ်ဖရာသခင်ကောင်းကြီးပေးပါစေ